တို့ဒီနေ့ဒီချိန်မှာဘာတွေလုပ်နေလဲဆိုတာကြည်ကြဲဝုံဝုံမပြောတော့ပါဘူးပြီးတဲ့အခါကြက်ရင်ကျွေးမယ်အဲ့တော့ပြင်ဆင်နေတဲ့အချိန်မှာတိဆောက်ခွင့်ပေးပါเนาะပြင်ဆင်နေတဲ့အချိန်မှာတိဆောက်ခွင့်ပေးပါဝိုင်းဝန်းတိဆောက်ပါလို့ကျွန်တော်နှိုးဆော်ခြင်းတယ်เนาะအဲ့တော့ကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ရဲ့အလုံးစုံလွတ်မြောက်ရေးလမ်းစဉ်သွားနေတာကိုကျွန်တော်တို့တိဆောက်နေတယ်အဲ့တော့တိဆောက်ခွင့်ပေးပါအဲ့တော့ကျွန်တော်တို့ကတော့ဘယ်နိုင်ငံကအကူအညီမှမယူထားတဲ့အတွက် ပင်နိုင်ငံကအောင်မှလည်းစောက်ကူးဆိုင်ကြလည်းမလိုပါဘူးလူတို့ကိုပဲစောက်ကူးဆိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ဖြစ်ပါတယ်အဲ့လို့ဆိုရင်သဘောပေါက်မယ်လို့လည်းထင်ပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့အောင်စရာနဲ့ရင်ဆိုင်ပြီးကွန်ကရစ်စုပ်တဲ့အချိန်မှာလူတွေကကျွန်တော်တို့ကွန်ကရစ်ကနေစုပ်ရတဲ့အချိန်မှာဝိုင်းပြောကြတယ်ဝိုင်းပြီးထိုးနှက်ကြတယ်ကျွန်တော်တို့ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာလူတွေမသိဘူးတော်လိုင်းရေးသမားချင်းချင်းသွေးကွဲမှာကြောက်လို့ကျွန်တော်တို့ဘာမှမပြောခဲ့ဘူးဘာဖြစ်လို့လဲအဲ့ဒီအောင်စရာစစ်ကြောင်းဆိုပြီးတော့မှဖြစ်ပေါ်လာတဲ့ကောင်းတွေသည်ရှမ်းမြောက်လောက်ကင် ဒါကစားကိုနော် MNDA တို့ဘာလို့တင်ပိုက်လိုက်လဲ။နောက်ကင်ဒါကစားကို MNDA တို့ဘာလို့တင်ပိုက်လိုက်တဲ့ချိန်မှာစစ်တုပ်ပန်း3000နီးပါးမိတယ်။မိသားစုဝင်က1000နီးပါးရှိတယ်၊စစ်ရင်က2000နီးပါးရှိတယ်။အဲ့ဒါကိုတုပ်ပန်းတွေကိုနော်စစ်ကောင်စီကိုပြန်ပြီးတော့မှလွှတ်ပေးလိုက်တယ်။လွှတ်ပေးလိုက်တဲ့ချိန်မှာအဲ့ဒီတုပ်ပန်းတွေဒီဘယ်အခြေစိုက်တက်တယ်လဲဆိုတော့ဒီရတကအရှိတော်တိုင်းစစ်တနာကျုပ်မော်လမြိုင်အခြေစိုက်တက်ကတက်ဖွဲ့ဝင်နေဖြစ်တယ်အဲ့တော့ဒီကောင်တွေကလောက်ကင်ဒါကာစာကနေပြီးတော့မှ တို့ရဲ့မိခင်တရင်ကိုပြန်ရောက်လာတယ်မိခင်တရင်ကိုပြန်ရောက်လာပြီးတော့မိခင်တရင်ကိုကျွန်တော်တို့ကတိမ့်လူဆဲဆဲဖြစ်နေပြီကော်ကရိတ်မျိုးကိုတိမ့်လူဆဲဆဲဖြစ်နေတဲ့အချိန်မှာဒီကောင်းတွေကတုတ်ပန်းတွေကအင်အားအလုံးကြီးနဲ့ပြန်ရောက်လာပြီးတော့သူတို့တက်တွေကိုပြန်ဝင်လာပြီးတဲ့အခါမှာအခြေပြုအခြေချသူတို့ပြန်လုတယ်ပြီးတော့အောင်စရာစစ်ကြောင်းဆိုပြီးပြန်ပေါ်လာပြီးကျွန်တော်တို့ကိုပြန်တိုက်ခဲ့တယ်အဲ့တော့ရှင်းရှင်းပြောရရင်ကျွန်တော်တို့နဲ့ပြန်တိုက်ခဲ့ရတဲ့အုပ်စုတွေဒီလောက်ကင်ဒါကာစာကနေပြီးတော့မှလက်နက်ချပြီးရောက်လာတဲ့အရှိတောင်တိုင်းစစ်တပ်နာချုပ်ကစစ်ခွေးတွေဖြစ်တယ် အဲ့ဒီအချိန်မှာကျွန်တော်တို့ကမြို့ကိုတိမ့်လူဆဲဆဲမှာအဲ့ဒီစစ်ကွေးတွေရောက်လာပြီးတော့မှကျွန်တော်တို့အခက်အခဲအချို့ကိုကျွန်တော်တို့ကြုံကြုံရကြုံခဲ့ရတယ်အဲ့ဒီဟာကိုကျွန်တော်တို့သင်္ကန်းစာယူပြီးတော့မှအကောင်းဆုံးပြန်ပြန်တီဆောက်ပြီးတော့မှကျွန်တော်တို့လူထုလွမြောက်ရေးကိုကျွန်တော်တို့စစ်စစ်မှန်စစ်မှန်သောလူထုလွမြောက်ရေးကိုသွားဖို့အတွက်ကျွန်တော်တို့ကိုယ်စမ်းရှိသလောက်ညံစမ်းရှိသလောက်ကျွန်တော်တို့စ조사နေပါတယ်အဲ့တော့ကျွန်တော်တို့တီဆောက်နေပါတယ်ကျွန်တော်တို့တီဆောက်ခွင့်ပေးပါဝိုင်းဝန်းတီဆောက်ပါကျွန်တော်တို့ဒီလူထုမျက်နှာအလွဲရင် ပင်နိုင်ငံဟိုမှမကြည့်ဘူးပဲပြလို့လေပင်နိုင်ငံအကူအညီမှလည်းကျွန်တော်တို့မယူထားဘူးခရုလည်းမဆိုင်ပါဘူး